ကဲကျွန်တော်ပြောမယ်ဗျာဒီကောင်လေချောင်းတိုက်ခိုက်မှုတွေလုပ်နေတာကိုခင်ဗျားတို့ဗီဒီယိုအဲ့ဒီကြဲခံရတဲ့နေရာတွေဒုက္ခရောက်တဲ့နေရာတွေထိခိုက်ခံရတဲ့နေရာတွေကိုခင်ဗျားတို့ဗီဒီယိုတွေရိုက်ပြီးတင်ဗျာဒီကရှိနေတဲ့တကဘာလုံးကသတင်းဌာနတွေကိုကျွန်တော်ပို့မယ်ဒီကောင်နေအစွဲဘလောက်ထွက်နေတယ်လဲဘလောက်လူဘာဝနေတယ်လဲဘလောက်အောက်တန်းစားဆန်းနေတယ်လဲနော်အဲ့ဒီလူရုပ်မာတွေကိုကဘာကွက်ကွက်ကွင်းကွင်းမြင်အောင်ကျွန်တော်လုပ်ပေးမယ်ဗျာကဲခင်ဗျားတို့တင်ကြဗျာ ခဏညကျဲကျဲနေကျဲကျဲကျဲတဲ့နေရာအကုန်သွားရိုက်ပြားကဲဟုတ်လားကျဲပြီးရိုက်ပြားနော်တော့ဓာတ်ပုံနဲ့တော့မလုံနဲ့နိုင်ငံတကာသတင်းတွေကအဲ့ဓာတ်ပုံနေတဲ့သတင်းကြေညာတာမဟုတ်ဘူးဟုတ်ပြီလားကျွန်တော်နိုင်ငံတကာသတင်းတွေကမေးလာလို့ကျွန်တော်အခုဒါကိုပြောတာဘယ်လောက်ပဲဗျာကျွန်တော်ခီးသွားနေလို့မင်းအောင်ဆိုင်ကအဲ့လိုလက်ခံပါမလားလက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အတက်တက်ပေးတင်ပြီလေ1 month ဝမ်းမန့်ပြင်းမင်းမလုံနိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီး ငါတို့လုံးမင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရလဲ Thank you ပါအားလုံးကျေးဇူးတင်ခီးရှိလို့ဒီနေရာမှာရပ်လိုက်ပါမယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာငလင်ပေးတဲ့နေချိန်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနေသည့်အပေါ်ဆရာကိုရှယ်လေးမှအထူးတတိပေးလိုက်တဲ့ရုပ်တံအပြင်မန္တလေးမြို့ပေါ်တွင်ပြည်သူများများအချိန်လမ်းမများ၌ဖြစ်သလိုအိတ်ဆက်နေရပြီးစစ်ကောင်စီ၏ထောက်ပံ့မှုများလုံးဝမရရှိသေးတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် မန္တလေးမြို့ပေါ်တွင်ပြည်သူများညအချိန်လမ်းမများ၌ဖြစ်သလိုအိတ်ဆက်နေရပြီးစစ်ကောင်စီ၏ထောက်ပံ့မှုများလုံးဝမရရှိသေးကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည့်မက်လာ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သောအင်အားပြင်းမြင်းကလေး၏နောက်ဆက်တွဲအဖြစ်မန္တလေးမြို့ပေါ်တွင် နေ့စဉ်ငလင်းများဆက်တိုက်လှုပ်ခတ်နေခြင်းကြောင့်ပြည်သူများသည်ညအချိန်တွင်နေအိမ်များ၌အိတ်ဆက်ရဲခြင်းမရှိတော့ဘဲလမ်းမတွင်သာဖြစ်သလိုအိတ်ဆက်နေရခြင်းဖြစ်ကြောင်းသိရသည် ထို့သို့လမ်းမများပေါ်တွင်ဖြစ်သလိုအိတ်ဆက်နေရခြင်းကြောင့်ချင်းပေါများပြီးချင်းတော်များအေးပေါ်လိုအပ်နေကတကြီးရွယ်အုံများနှင့်ကလေးငယ်များချင်းကြောင့်ဖြစ်ပွားနိုင်သည့်နောက်ဆက်တွဲရောဂါများဖြစ်ပွားလာမည်ကိုစိုးရိမ်နေကြကြောင်းသိရှိရသည် ထို့ပြင်အကြမ်းဖက်စစ်ကောင်စီ၏ကူညီထောက်ပံ့မှုများသည်လည်းလက်ရှိချိန်ထိရောက်ရှိလာခြင်းမရှိသေးဘဲပြည်သူများ၏ကိုထူကိုထလှူဒန်းမှုများသာရှိကြောင်းသိရသည်မန္တလေးမှာငလင်ကခဏခဏလှုပ်နေလို့ရက်ွက်တွေထဲကပြည်သူတွေလမ်းမတွေမှာဖြစ်လို့အိတ်နေကြရတာကလေးငယ်လေးတွေတက်ကြီးရွယ်ဦးတွေရောချင်းတွေကအယံပေါ်တယ်ရှင်တောင်တွေလူမဲ့အလူရှင်တွေကိုမျှော်လင့်နေကြပါတယ်ဒီနေ့အထိစစ်ကောင်စီထံကဘာကူညီဘာထောက်ပံ့မှမရသေးပါဘူးဟုဒေတာပြည်သူတအူးကပြောဆိုသည် ပတ်သက်ပြီးကျွန်တော်ပြောပြရမယ့်အကြောင်းအရာလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ကတော့တူတူတုပ်ပဲပြောပြလို့ရမယ်အာကျွန်တော်မနေ့ကခီးသွားစရာရှိတယ်ကျွန်တော်ဆော့ဆော့အိပ်ပြီးတော့ကျွန်တော်လေးစိတ်ကိုအစောကြီးဆင်းရမယ်အဲ့ဒါကြောင့်ကျွန်တော်တူတုပ်ပြောမယ်ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငှက်ရှင်ဆိုတာတကဘာလုံးမှရှိနေတဲ့ငှက်ရှင်ရဲ့ပြဿနာကိုဒါအားလုံးဟောမိတ်ဆွေညီကိုမောင်နှမတွေသိအောင်ကျွန်တော်ပြောနိုင်တာကငှက်ရှင်ဆိုတာမိုးလေဝသဒီလေတိုက်နှုံးနေအပူချိန်နေမုန်တိုင်းဖြစ်ပေါ်မှုတွေအဲအဲ့ဒါတွေကို ြောနိုင်တလောက်ငှက်လျင်ဘတော့ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင်ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီရှာဝုဒ်နဲ့ဒီငှက်လျင်ဟာဝိုင်ယားငှက်လျင်တိုင်းတာကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငှက်လျင်တိုင်းတာကြီးဒီကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင်လုတ်ပေးနိုင်ခြင်းမရှိတာဒါလဲဆိုတော့ဒေါက်တာခရစ်ချာဝုကကျွန်တော်ကိုပြောတာအရင်ရှင်းပါလေမြေကြီးတဲကို အပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအ ਨੇ ဆုံးပေတထောင် sorry ပေထောင်မိုင်းတထောင်ပေါ့လေမိုင်းတထောင်လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေတိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတွေကိုထိုးထည့်သွင်းထားရမယ်စန်တာရီအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့ ဒီတို့တော့အဲ့ဒီငလျင်ဖြစ်လာပြီးပြီဆိုရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတည်တနာလုတ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့ Okay ဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင်ဟောဘုံမြောက်လိုင်းရောမန္တလေးမိုင်20กว่าလို့ကီလိုမီတာ20กว่าလို့ပေါ့ဗျာအဲ့သူကပြောတယ်သူကပြောတော့စကိုင်းငလျင်ဘူချက်မကနေသူကစတိုင်းတာလာဆိုတော့သူကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါမြေကုံမောင်နှမတွေကိုကျွန်တော် ဟိုပြောပြတာနော်တတော်ပြောတာတတော်ကောင်းတယ်အဲ့ဒီငလှင်ကားတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှွန်နေဝင်လာတဲ့ငလှင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလှင်ဖြစ်သွားပြီးရင်တဲ့နောက်ထပ် အရွင့်ရှားသွားတဲ့အချိန်ဒီပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက်ကြောက်လွှာမြေးစီလွှာတခုကစနစ်တကြအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွားအောင်လုပ်ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါတယ်တဲ့ဒါတစ်နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာက ရွှန့်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့တန်တန်တန်နော်အလေးချိန်တန်နှစ်ရာထက်ကျော်တဲ့အဆောက်အဦးတွေအလုံးဟာတဲ့မိသားရဲ့စိုးစွမှုဒဏ်ကိုခံနိုင်မှာ မဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင်းမြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်နှစ်ရာမကျော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦးတွေဟာ ဟိုအချိန်မရွေးမြေကြီးအောက်ကိုနေဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျာအဲ့ဒီတဲ့ကိုရွှန့်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေဟာတဲ့စုံစွပြော့ပြောင်းခြင်းကိုအ ਨੇ ဆုံးအာကျွန်တော် message တွေလာတယ်ဗျာခဏလေးဗျာဒုက္ခပေးတဲ့ message ခဏလေးဗျာဟွန်း အဲ့ဒီလိုစူစွတ်ပြော့ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 month တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာဒါငယ်စီနဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခု မန္တလေးတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေသအားလုံးအကွဲနေတဲ့ပုံစံတွေကအရန်ဆွေးရင်မကောင်းနဲ့နောက်တစ်ခုသူထပ်ပြောတာကအဲ့လိုအကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပုံဆိုးပါတယ်တဲ့အဲ့ဒီ one month အတွင်းထဲမှာတဲ့အဲ့အကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာဒုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးเนาะကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာ ကောင်းကောင်းစီးကြက်တုတ်တော့ပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာကွန်ဆိုလီမရှိသေးဘူးပေါ့ဗျာအက်ကွန်ဆိုလီမရှိသေးဘူးတဲ့အက်ကွန်ဆိုလီမရှိသေးတဲ့အတွက်အဲ့ဒီချိန်မှာမိုးရွာချလိုက်အောက်ကတိုးဝင်နေတဲ့ရွှွန်နွန်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမို့ပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂရိအုံမြစ်တွေကပျော့ပြီးတော့ အဆောက်အဦးတွေပြိုဆင်းသွားနိုင်ပါလေတဲ့ဒါလက်ရှိဖြစ်ပေါ်လာမယ့်အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုအခုရင်းလေးကိုလည်းမှတ်ထားဗျာ။ तू ကပြောတာကမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမြေငလျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ April 20ရက်နေ့ကနေပြော April 30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့။ပြင်တာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့။ ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းနေအကွဲနေတယ်သွားလို့မရဘူးအဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံနေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်သူကဟာဝိုင်ဒီငတိစင်တာဒရိုက်တာပါဆွေးနွေးတော့သူကတလလောက်အဲ့ဒါဒီအလုံးစောက်ကြည့်တဲ့တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြူတာဒီနောက်မဟုတ်သူတစ်ခါပြင်ရတာဒီသုံးခါပြင်ရတာဒီပြင်လို့မရတာဒီဖြစ်သွားနိုင်တယ်တဲ့သူကအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေ နော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြလိုက်တာကျွန်တော်အချိန်နဲ့သိမ့်မရဘူးဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံငလျင်ကိုနိုင်ငံသားတရင်တောက်တီဟိုတယ်ဒီမှာတဲ့မီးမရှိလို့အာဘာမဖြစ်လို့ဘူဇုတ်ဇော်မင်းထွန်းကခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးကလုံးဂျလုံးပလုံးဇော်မဲဂျလုံးပလုံးအဲ့ဒါပြောတာတရင်တောက်ဆိုတာကျွန်တော်ကိုယ်တိုင်လက်ပြားမှာတရင်ယူဘူးတဲ့ကျွန်တော်တို့ဟိုတယ်ရှိမှာ ။ဘာဖြစ်မှာတရင်သွားယူရတဲ့လူမဟုတ်ဘူးဗျ။ကျွန်တော်တို့ယူလိုက်တဲ့တရင်တွေကိုနိုင်ငံတကာကအခုဆိုရင်ဆက်သွယ်ရေးစနစ်အယဲမြန်ဆန်နေတယ်။မြန်မာပြည်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပို့ရောက်လာဖို့တောင်းဟုတ်အဆင်ပြေနိုင်တယ်။နော်ဟိုဟိုလေပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေခဏတရင်တစ်ပုတ်ရိုက်ပြီးကြတယ်အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄50နဲ့တဲ့ရတဲ့ဘဝမျိုးဗျာ အခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျာနော်ဟိုတယ်မှာအိတ်တဲ့တရင်သမားဆိုကဘာပေါ်မှာအရင်နေပါလေဗျာနော်ပြီးတော့တရင်သမားတွေလျှက်စစ်မီမရှိလို့တဲ့တရင်သမားတွေလျှက်စစ်မီမလို့ဘူးလို့ကျွန်တော်တို့ကြည့်မှာဆိုလာပက်တွေဘက်ထရီဘက်နေအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားနော်ဆိုအဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့တရင်ဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတကပါလုံးဝင်လာပြီးကုညီဆောင်ရွက်ဖို့အတွက် အခုလိုညင်းဆူတုတ်ပြန်တာကလေဟုတ်မြန်မာ blind is blind ਨੇ အင်္ဂလိပ်ဒီမှာဒီမှာပြောမြန်မာ blind မြန်မာကတခုခုကိုညင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ blind is blind အဲ့လိုပြောနေကြတယ်မှာဟုတ်ပြီနော်မြန်မာ blind is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ blind is blind ဖြစ်နေဆိုတော့ကျွန်တော်ပေးချင်တာဇော်မင်းထွန်းဇလုံးဘလုံးဂျမဲလုံးသိအောင်ပြောချင်တာ မင်းနေရာထိုင်ခင်းဘယ်တရင်တောက်ကူမှာပေးစရာမလိုမင်းမှာပေးစရာအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းစရာမတောက်ဘူးဒါပဲဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောခြင်းနဲ့မင်းအောင်ထိုင်မှာကိုပိုင်တားသမီးတွေမရှိဘူးဒါကိုကျွန်တော်အမြဲတမ်းလဲစိန်ခေါ်နေတယ်တားသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းနေတမာတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ် 西瓜叫夏女伢来哩，地里嘛一堆米。好了，一家归小内得有大内，你来忙的嘛，吃来的够嘛呢。这不？没熬来，西瓜夏你？伢拢多肥，地妈下来多，真奈些开内的卡得里家人，谁说见那边，你家开嘛就就拉哈，都你妈骗俺出来的，饿啥那够一顿，单皮这可能吃嫩嫩了，些开你三斤伢么？好比啦，没有再济没再济。 闽路上游吃的，我吃的。大朋友们，第九九那个，大妈骗偏吃大嘞，介绍。这等比路一边抽你路，闽路常见。好了，但闽路一开路，一边飘了，我别不来走。我家地大丁丁，家家挂。闽后生打他们九九三，打他们没欺负别人。一家归小呢，得要吃嘞，阿狗呢？原来忙的光吃嘞，干嘛的多？谁话下看那呀，的等比呀？ 啊！人啊，真会讲的。地板地板砖，啊，闽路是海牛啊，地板表来挂啊，地板满江路、滨江路表来挂。你妈税屋里叫的哟，你妈逼个挂，高楼全拆改的，得改下一人来哟。啊，滨江水泥表嘛，啊，拆了的二楼也往我表了，好不啦？明天我工作怎么样？工行么大的？好比地板地板砖。 သေးကြလို့ပြောတာနော်ဟိုကြော်ညိုးမင်းလို့ကောင်းမအီးလို့စောက်ချက်မရှိပဲတက်မလာနဲ့ဒီအန်နေစစ်ခိုင်းလိုက်စောက်ချက်ကွဲတယ်ဟုတ်မလားကဲဒီမှာရမယ်နောက်တစ်ခုသွားမယ်အမေရိကန်ကျူးမယ်ငါတို့ test ဒီငါတို့ပေးထားတဲ့ပတ်စံဒီဒါပေမဲ့အမေရိကန်အစိုးရသူက USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်ထူတာမြန်မာနံပါတ်1ပဲဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ် 第二个老兵在前，老党员们，何必啦？俺说也问不了，第二个俺这样问表了。U.S.A.I.D. 派来的，你们想来也去什么？U.S.A.I.D. and U.S.A.I.D. A 是干的表，表啦。初到咱们被内部曝光，多能干过，没一个能干。过年老兵，啊，全都靠有能力、能干的来过年拉煤，破困难的，困难哦，过年建设需要，不忘创业部。 အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တွန်းလို့လိုတယ်။ဟုတ်ပြီနော်။ဟာဒါရိုးရိုးရှင်းရှင်းလေးပြောပြတာ။နောက်တစ်ခုထပ်ပြောမယ်။အခုကပြည်သူကိုပြည်သူကူညီနေရတာ။ငါပဲရေးတင်လိုက်တယ်။ငါရုတ်တန့်နေလဲပြတယ်စကိုင်းမှာအပုတ်နဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုတ်တန့်နေတက်လာ။ဟုတ်ပြလား။အဲ့လိုရုတ်တန့်နေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့စည်းတွေ ကအသေးအချာဆက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာတဘာဝ BND ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှ ကိုယ်မှလက်ရှိ planning နေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရွက်မယ်ကိစ္စတွေဆက်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပေးရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူး 咱慢点啦，看明路叫声多嘞，不乎？那唱丑呀叫的别，没肚子。那唱丑呀叫，我告你，那生了困了哭个声音，我就拿多记了。这前边呢嘛，叫声多开的少的，那唱那丑呀叫的别，没稀有，不麻痹嘛。看明路一管便宜，看明路多的少的脱哪里？啊，俺昆明不嫁着。 叫客家六大路，g 年前 l 家那边，哟，没好来，没好抽烟，生的也死命看官府干，哈哈哈哈哈哈，mother fuck，啊，我先别了。Hi, Mr. t r e n p I'm talking about Myanmar government, who is very bullshit and foolish shit, solving the problem. No, I'm criticizing about that. President Mr. t r u n p you need to know about that. Foolish shit, foolish s s i t 瓜。 好比打乌鸡的玩意儿，出来没？都都都都彪呢！孙现在吉，你偷你什么？我讲文明的，没有啊！人家都骂你没文化，对了，哎，找到文明的出来讲文化，哈，我们这的少骗人家了，以前嘛偷表哩，怎么我人家的家规破掉，王省书记，阿妹你干嘛？阿克你不生气的？大家这老没表了，这老在前，这老表了的。 မြန်မာနိုင်ငံမှာပြည်နယ်400မြန်မာကျပ်ငွေထားခဲ့မင်းတို့ပြောလေခုဘာကြောင့်မင်းတို့မပြောတာလဲအပြောင်းဝင်လို့မရမှာလားမင်းတို့အန်ယူဂျီကဘာလဲဆွေးနွေးညှိနှိုင်းဖို့လားမင်းတို့မဆွေးနွေးနဲ့မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကြိုက်နဲ့ပေါက်ကွဲမယ်တေးမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောချင်တယ်ဒီအချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ဘယ်ရောက်သွားလဲမင်းတို့မပြောနဲ့ငါပြောနိုင်တယ်လीအီဗီကားတွေသွင်းဖို့ ဆိုလာပြားတွေတွင်းဖို့ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့ EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့မင်းအောင်တိုင်ရဲ့အီကြကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျွတ်ကျွမညမညားတဲ့ကျွတ်ကျွလှညမညားတဲ့ကောင်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချိပလိုက်တာလေပြန်မလာဘူးလေဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာတိတ်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောင်ဝင်းမြတ်အေးမင်းအချောက်ဆိုရင်ဖင်ခံလိုက် 以前嘛，摘出表，名得也嘛，你挂，八公里没那么走，不嘛那啊嘛，哎，路底要过雄鸡飞了，啊，手呀撇多少呢？没一，啊，三天来一个，六个都没挂，我点老五啊，你嘛那个有，车来了亏嘛大了，八百块钱，什个钱他找我们去，手机是找你挂，以前嘛。 မင်းတို့ရှိခဲ့တဲ့ data တွေခြားပြလေဝိညာဉ်အေးငါလို့ဩငါဆဲမိတော့မယ်ကွာမသားလို့မဆဲတော့တာကွာကဲဘာကောင်နေပန်းလည်းမသိဘူးနိုင်ငံကြီးတမလည်းမဟုတ်စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာဘာစောက် experience မှလည်းမရှိဘူးကွာဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာတကယ်ကောင်နေကွာစောက်ကြက်တည်းကြီးတော်တော်တုံးနေကွာမင်းတို့ကကြက်တည်းကြီးနှစ်တုံးတုံးတာဟိုဘက်ကစကားစားလည်းတုံးတာမင်းတို့လည်းတုံးတာ ကျက်တည်နှစ်တုံးမှလူထုကြားချက်တာဟုတ်ပြီလားကဲဒါဥဒမထပ်ဖြတ်မယ်နောက်ဆုံးတစ်ခုပြောသွားမယ်ဒါဆိုရင်ခမရဘာတွေလုတ်ပေးနိုင်မလဲဟာညီမပြအလှူခံလေနာကင်မှာအလှူခံတယ်လေအဲ့တော့ချီးကြောက်ခြင်းမနူးပါနဲ့လို့စကားစထောက်ခံသူတွေဘောမတွေရေးနေတယ်လေဟုတ်တယ်ဟိုလားချီးကြောက်ဒါချီးစို့ချီးစို့လည်းရေးမတော်နဲ့လို့မလို့ပြောလေကဲအင်ကတောင်းဆိုချက်မှန်တယ်ဒီလောက်ပဲငါပြောနိုင်တယ်ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာ အပြစ်ခတ်ရက်စဲထားပြီးမယ်လိုအပ်တဲ့အကူအညီကိုပူးပေါင်းဆောင်ရမယ်ဒါလည်းမှန်တယ်